အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ညွန့် family twitter ဆာဘက်ကကောင်းဆန်နေဖြစ်ပါတယ်မကြခင်မှာစတင်မဲ့အပြင်လက်တွေ့တင်နန်းကို အနံ့ထားတဲ့ညီကိုများအနေနဲ့6လပိုင်း30ရက်နေ့နဲ့31ရက်နေ့မှာအလုံးယုံကို အရောက်လာပေးခဲ့ဖို့အတွက်ဒီကနေ့ဂျိုတင်အတီပေးအပ်ပါတယ်ဗျတင်နန်းသားအနေနဲ့ကတော့အနံ့ထားတဲ့လူဦးရေပြေသွားပြီဖြစ်တဲ့အတွက်နောက်ထပ်တက်ချင်တဲ့ ညီကိုများအနေနဲ့ပြန်ပြီးတော့မှအတီပေးပါမယ်ခင်ဗျလလုံးစေတော့တင်းနန်းသားဥကြီးတွေကပြည့်သွားပြီမို့လို့နားလဲပေးပါအောင်ခင်ဗျတင်းနန်းစင်းရင်ပေးသွင်းထားပြီးတော့အချောင်းမျိုးမျိုးကြောင့်တက်ဖို့အခက်အခဲဖြစ်လာခဲ့တယ်ဆိုရင်6လပိုင်း26ရက်နေ့နောက်ဆုံးထားပြီးကျွန်တော်ကိုဆက်သွယ်အတီပေးပေးပါအောင်ခင်ဗျတင်းနန်းတင်ကြားမဲ့ပုံစံကလည်းအရင်ဆန်းဆန်းပြပြလေးလည်းမဟုတ်ဘူး ိုနဲ့ကိုက်ညီမဲ့ပုံစံလေးတွေနဲ့တင်ကြားသွားရမှာပါကျွန်တော်တို့ဂွားရီကွင်းတွေအသုံးပြုတဲ့အရာတွေဟာဂွားရီကွင်းတွေမှာတော့ငါတို့လည်းခုနေကောက်ဖြိုကောက်လေလှုပ်တက်တာပဲအဲ့လိုမျိုးမဟုတ်ပါဘူးဒီမှာဟန်ဒူးလေးတွေကျွန်တော်တို့မှာတွေ့ခဲ့တဲ့အတွေ့အကြုံလေးတွေအားစားဖီလာကိတ်ကလေးဆိုဘလိုတိုင်းနဲ့လက်တွေတိုင်းကြည့်ကြမယ်နော်ကိုရင်လောက်ရမယ်အဲပြီးလို့ရှိရင်ဒီအချိုးတက်ရောက်မှုကိုလေ့လာအဲ့လိုလုပ်မှာပါလိုအပ်မှသာလျှင်သီအိုရီပိုင်းလေးတွေရောဒါဒီလိုပါလားဆိုတဲ့ဟာလေးကိုပရိုဂျက်တာနဲ့ပြန်ထိုးကြည့်ကြမှာပါဒီလိုလေးတင်သွားမှာပြီးရင် ဒီဇင်အင်ဂျင်လဲအဲ့လိုပဲကျွန်တော်တလုံးတို့စကိုင်းပြီဆိုလို့ရှင်ဂိုင်းကြည့်မယ်လှုပ်ကြည့်မယ်အရင်ဆုံးပြောတာနားထောင်မယ်လှုပ်ကြည့်မယ်ပြီးရင်မတိတာပြန်မေးမယ်လိုအပ်ရင်ကျွန်တော်အဲ့ဒီဟာနဲ့သက်ဆိုင်တဲ့ theory ဘိုင်းဟာလေးတွေကို projector လေးနဲ့ကြည့်ပြီးပြန်ကြည့်မယ်အဓိကတော့ hand on ကိုအဓိကထားတယ်ကိုယ်တိုင်လက်တွေ့လုပ်ရလုပ်ရမယ်ပေါ့နော်အဲ့ဒါကြောင့်မို့တော်တော်လေးကိုစိတ်ပါတဲ့သူဆိုရင်ဒီတလအတွင်းမှာထွန်းထွန်းပေါက်ပေါက်ဒါဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒါဒီဒီနန်းကိုတက်ဖို့ရည်ရွယ်ထားတဲ့ညီကိုတွေက ိုဒီတလားလောက်တင်လိုက်တာနဲ့ငါဟာ specialist ဖြစ်သွားမယ်လို့ဒါရည်ရွယ်ပြီးတော့မှလာရင်တော့အဆင်မပြေဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီတလားဆိုတာကိုဒီဒီဇင်းနဲ့ပတ်သက်တဲ့အရာတစ်ခုကိုကိုတင်ဖို့အတွက်ပထမဆုံး first step ပေါ့နော်ပထမဆုံးခြေလှမ်းဒါနဲ့ပတ်သက်ပြီးလုပ်ကြံမှုဘာလာလာဒေါင်းမယ်ဆိုတဲ့စိတ်ရလာအောင်အာဒါဒီလိုပါလားဒီဇင်း engine ဆိုတာဒီလိုပါလားဆိုတဲ့ဟာကိုနားလေပြီးတော့မှလုံရဲကန်ရဲတဲ့စိတ်ရှိလာပြီးတော့မှလုတ်တဲ့ဂိုင်တက်တဲ့ပထမခြေလှမ်းကို ရဖို့အတွက်လေ့ကျင့်သင်ကြားသွားကြမှာဖြစ်ပါဒါကြောင့်မလို့ချက်ချင်းအွန်လိုင်းတက်ချင်တဲ့ဆန္ဒဆိုတာဒါဒီတလတာအတွင်းမှာဒီစနေ့ပတ်သက်တဲ့ဟာကိုရအောင်သင်မယ်ဒါနားလေအောင်သင်မယ်ဆိုတဲ့စိတ်ခံစားချက်နဲ့လာပြီးသင်တာကတော့ပို့ပြီးတော့မှဒါဒုချုံနဲ့သင်တန်းသားဆက်ပြင်စရာနေပေတဲ့ကိုဝင်ရောက်နိုင်မဲ့ဆက်ပြင်စရာကောင်းတယောက်ဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ တင်နှန်းဆိုပေမဲ့ဒီနေရာမှာကျွန်တော်ညီကိုရဲ့တင်နဲ့အယူအဆနဲ့ဘာလို့ဥမာကျွန်တော်ဆိုလို့ရှိရင်တချင်းလေးတွေနဲ့နှက်ပြီးတော့တင်ရတတ်တယ်ဒီတိုင်းတင်ရင်ကျွန်တော်ပေတီးပြီးကြည့်အဲ့တော့အဲ့လိုပုံစံလေးတွေပေါ့နော်ဘသူကဒီစကားပြောလိုက်လို့ရှိရင်မက်မိလွယ်လေဘသူကပုံပြရင်မက်မိလွယ်လေဘသူကလက်တွေ့လို့ရင်မက်မိလွယ်လေဆိုတဲ့နီးလန်းလေးတွေနဲ့ညီကိုရိုးနဲ့ကန့်ညီစေမဲ့အရာနဲ့သုံးသပ်ပြီးတော့တင်ကြမှာဖြစ်တဲ့အတွက်တအားဆိုရင်စရာမလိုအပ်ပါဘူးအဲ့တော့ကျွန်တော်တော့လောလောဆယ်တော့ရင်ခုန်နေတာအမှန်ပါဘာလို့လဲဆိုတော့ ကျွန်တော်ညီကိုတွေဘယ်လိုမေးလာမလဲငါဘယ်လိုဖြေပေးရမလဲဟာသူတို့ ਨੇ တရင်တနည်းပြောပြီးတော့မှကိုညီကိုတွေကိုညီကိုမိသားစုတွေလိုမျိုးသူသိချင်တာလေးမေးနောက်တစ်ခုကစက်ပညာသင်တယ်ဆိုတာလုပ်ငန်းမှာလောက်တော့မယ်ဆိုရင်တိုင်ပင်မဲ့တိုင်ပင်ပုံစံလေးတွေပေါ့ကျွန်တော်ကတော့စက်ပြင် workshop တခုဖွင့်ဖို့အတွက်ဆိုရင်ဘယ်လိုလေးတွေအဲလောက်ရတယ်စီစဉ်ရတယ်ပေါ့နော်နောက်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့အရာတွေတိုင်ပင်ပြီးသွားကျင်တာပါသွားပြီးသင်ပေးမှာပါဒါဘယ်လိုဖြစ်တယ်ဒီလုပ်ငန်းပေါ်မှာသူဘယ်လိုစိတ်ခံစားကြ ထားတယ်ဆိုတဲ့ဟာကိုတေချာသုံးသပ်ပြီးတော့မှလိုအပ်တဲ့ကုညီပံ့ပိုးမှုတွေလုပ်တဲ့တင်ကြားမှုပုံစံမျိုးပါဆက်ပညာလဲတင်ရမယ်ကိုဘဝတိုးတက်မယ်နိလန်းကိုလည်းရရှိမှာဖြစ်ပါတယ်အဲတခုရှိတာဒီသဏ္ဍာန်ကိုအနှံထားတဲ့လူဦးရေအကန့်တကပြေသွားပါပြီဒါကြောင့်မလို့နောက်သဏ္ဍာန်ဖွင့်မယ်မဖွင့်ဘူးကတော့အတိအကျပြောလို့မရပါဘူးဒီအပြင်လက်တွေ့တင်တန်းကတော့ကျွန်တော်ဘဝအတွက်ပထမအဦးဆုံးတင်တန်းဖြစ်တာမို့လို့အဲ့တော့ပထမအဦးဆုံးတွေ့ရမယ့်တင်တန်းသားညီကိုတွေနဲ့ဆုံအောင်မလို့တော်တော်လေးရင်ခုန်နေရတော့အမှန်ပါပဲအားလုံးကို ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ကြပါ